ဆင်အနာရှင်မြက်ဖြတ်ဖို့အနာရှင်မန္တမြတော်လံဖို့စပွေးကြေကျော်လာခဲ့တဲ့ညီနောင်မဟာမိတ်တုံးဖွဲ့ရဲ့သစင်စက်ခွန်စစ်စင်ရရှင်းပြည်မြောက်ပိုင်းကိုတိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်တဆယ်နှစ်ဆက်ခွန်စစ်စင်ရေးမှာညီနောင်မဟာမိတ်တပ်ဖွဲ့တွေနေမြအများပြားတိမ်ပိုက်နိုင်ခဲ့ပေမဲ့တပ်ဖက်မှာလည်းပြည်သူတွေအိုးအိမ်ပြည့်စည်ဆုံးရှုံးမှုကလည်းအများဆုံးဖြစ်နေပါတယ်။ ။နောက်ဆုံးမှာတော့တယောက်ရဲ့ဂျာဝန်ဆစ်ဆက်ညှိနှိုင်းပြီးမှုကြောင့်ဆရာနာရှင်အမြင့်မဖြတ်တေးခင်မှာပဲစစ်ရေးရက်တန့်တွားခဲ့ရပြီးတော့ညီနာမဟာမိတ်တွေတိမ့်ပိုက်နိုင်ခဲ့တဲ့နယ်မြေတွေကိုတယောက်စီပွားရေးလုပ်ငန်းရှင်တွေကလည်းလှော်ဝါကြီးအောက်လာခဲ့ပါတယ်။ဒါကြောင့်တဆင်တဆက်ခွန်စစ်စင်ရမှာမတန်ဆွမ်းပြည်သူတွေဘလို့အသက်ရှင်ရက်တည်ခဲ့လဲဆိုတာကိုဒီတစ်ပတ် podcast စီစဉ်မှာတိန်နီမျိုးနေမတန်ဆွမ်းသူနန်းဆန်းရဲ့အကြောင်းကိုလာဆက်ရောက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ ။လုံချုံရဲ့ရဆောင်းပါအတွင်းကိုတော့နာမည်နဲ့အတန်ကိုအစားတော်တုံးပြထားပါလေ။မူရင်းဆမ်မတ်ကိုပြန်လည်ဖက်ရှုခြင်းနဲ့ဆိုရင်တော့ barmis.shenyu.org မှာတွားရောက်ဖက်ရှုနိုင်ပါလေ။ကျွန်တော်တော့တင်ဆက်တူကျေးဇူးပါ။ရှမ်းပြည်မြောက်ပိုင်းတိန်နီမြို့မှာနေထိုင်တဲ့အသက်30အရွယ်ရှိတဲ့မတန်ဆွမ်းအမျိုးသမီးတအူနန်းဆမ်ဆိုတာရှိပါတယ်။ သူဟာမွေးရပါချေခွေချင်းယောဂါကြောင့်လမ်းမလျှောက်နိုင်တော့ပါဘူး။ဘယ်ခြေထောက်ကတေးနေတာဖြစ်ပါလဲ။အရင်တုန်းကတော့သွားလာနိုင်ပေမဲ့အသက်ကြီးလာတာနဲ့အများလူကအားပြော့လာတယ်လို့ဖြစ်ပြီး2018ခုနှစ်ကစပြီးတော့အယိုးထက်အကွဲက လမ်းမလျှောက်နိုင်တော့တဲ့အခြေအနေဖြစ်လာခဲ့တာပါလေ။နမ်ဆာဟာမွေးချင်းမောင်နှမ၄ဦးရှိပြီးတော့အဲထဲမှာဒူမဟာအငယ်ဆုံးဖြစ်ပါတယ်မိဘနှစ်ပါးကလည်းကွယ်လွန်သွားသလိုဒုတိယအကိုဖြစ်သူကလည်းဆုံးပွားသွားခဲ့ပါတယ် တို့ထဲမှာတတရားကိုဖြစ်သူကလည်းလေဖြတ်ယောဂါကြောင့်ဘာမှမလုပ်နိုင်ပဲကရင်ပေါ်မှာလဲလျောင်းနေပါတယ်။တို့ရောမှအကုဆရာအကိုကြီးတူဦးတာရှိပါတယ်။ဒါပေမဲ့မတန်ဆွမ်းတဲ့နန်းဆန်းဟာဆိုလို့ရှိရင်တို့မရတတရားအကိုလေဖြတ်နေသူကိုလည်းပြုစုစောင့်ရှောက်ပေးနေပါတယ်။ မွေးရပါရှီတော့ကတိတ်မကောင်းဘူးဘယ်ရှိကဒီတီးနေရလေအရင်တော့ကတော့သွာလာနိုင်တယ်ဒီနောက်ပိုင်းကျတော့အသက်လည်းကြီးလာတော့လူကအားပြော့သွားတာလားမသိပါဘူးဒီ2018လောက်တုန်းကထင်တယ်ဒီအယိုးထပ်အပ်ပြီးမှဒီလမ်းမချောင်းနိုင်တော့တာပေါ့နော်ဒီမှာတော့မာမအတောင်းဟာဇေယောင်းတဲ့အလုံးနဲ့မေတ္တာစုစွမ်းရဲ့အတွက်ဖြစ်ရှင်နေကြတူတွေဖြစ်ပါတယ်။အရင်ကတော့နမ်ဆန်းဟာလည်းကိုယ်တိုင်ဇေတွာလာနိုင်အယောင်းဝယ်ပြုနိုင်တဲ့တူတူဖြစ်ပါတယ်။ ဘဝဘေးကံစိုးနေပေမဲ့လည်းဘဝကိုအရှုံးမပြေပြေကြိုးစားနေတဲ့နမ်စန်တိုမီတာစုဟာအေချမ်းတည်ငြိမ်ပြီးဝမ်းရည်အတွက်ရုန်းကန်စားတတ်မယ်လို့ပဲမှတ်ယူထားခဲ့ပါတယ်။ဒါမဲ့လည်းမထင်မှတ်တဲ့အိမ်မက်စိုးကြီးကနမ်စန်တိုမီတာစုအပေါ်ရုတ်တရက်ကြားရောက်လို့လာခဲ့ပါတယ်။ အဲ့ဒါတော့ရှမ်းပြည်မြောက်ပိုင်းတာမကမြန်မာတနိုင်ငံလုံးလောက်ခတ်သွားစေခဲ့တဲ့ညီနာမဟာမိတ်တုံးဖက်ဦးဆောင်နေတဲ့သစင်နဆက်ခွန်စစ်စင်ရေးပဲဖြစ်ပါတယ်စည်ရဲကျပြန်လာပြီးတော့နမ်ဆန်ဒိုမီတာစုနေထိုင်တဲ့မြို့ပေါ်အထိလက်နက်ကြီးတွေလေကြောင်းပြက်ခတ်တိုက်ခိုက်မှုတွေကကြားရောက်လာခဲ့တာကြောင့်စစ်ပေးရှောင်တွားခဲ့ကြပါတယ်။ မတန်စွမ်းတဲ့သူကကရင်ပေါ်လဲလျောင်းနေတဲ့သူကိုခေါ်ဆောင်ပြီးစစ်ပေးရှောင်မဲ့ဆိုတဲ့ကိစ္စကမလွယ်လာတဲ့ကိစ္စရဲ့မျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီမတို့စစ်ပေးရှောင်ဖို့အတွက်ကလည်းဒေတာအတွင်းမှာရှိနေတဲ့လူမှုကွန်ရီရဲ့အဖွဲ့ကိုပဲအားကိုးအားထားနေရတာဖြစ်ပါတယ်။အရင်တုန်းကတော့တစ်ခါမှစစ်မပြေခဲ့ရဘူးလေ။ဟိုးငငယ်တုန်းကတော့ခဏခဏမြို့အပြင်ပြီးရင်ဒီရွာတွေမှာဖြစ်တာတော့ဖြစ်တာပေါ့။ အဲ့ဒီခေတ်တုန်းကတော့မပြေးခဲ့ရဘူးအခုမှပြေးရတဲ့အဆင်ပေါ့နော်လမ်းမချောင်းနိုင်တော့ဒီလူမှုကူညီအသင်းကိုလာခေါ်ခိုင်းရတာနမ်ဆန်တိုဟာတိန်နီမြို့ကနေလာရှုမြို့ကိုတကြိမ်ဆစ်ဆောင်ခဲ့ရပြီးလာရှုမြို့မှာတိုက်ဝဲပြန်ဖြစ်ပွားခဲ့တာကြောင့်မန္တလေးမြို့ထိထပ်မံထပ်ပြေးတင်ဆောင်ခဲ့ရပါတယ်ဒါမဲ့မန္တလေးမြို့မှာစစ်ပေးဆောင်လာတာကတလပိုင်းအကြောကြာမှာတော့အဆအဆအရာရာခက်ခဲလာတဲ့အတွက်ကြောင့်ရှမ်းပြည်မြောက်ပိုင်းလာရှုံမြို့ကိုပြန်ခဲ့ပါလေတယ်။ အဲ့ဒီအချိန်ကစစ်ကောင်စီရဲ့လေကြောင်းရံကိုအပြေအဝမကကွဲနိုင်သေးပါဘူး။တဖက်မှာစစ်ကောင်စီကလေကြောင်းနဲ့ပုံကြိုက်တိုက်ခိုက်မှုတွေကြောင့်နမ်ဆန်တို့ဟာလည်းစိုးရိမ်စိတ်နဲ့ထပ်မံထွက်ပြေးသိမ်းရှောင်ခဲ့ပါတယ်။အခုတကြိမ်မှာတော့တရုတ်မြန်မာနယ်စပ်ပန်ဆန်းမြို့ကိုထွက်ပြေးတန်းရှောင်ခဲ့ပါတယ်။2024ဩဂတ်လထဲမှာတော့နမ်ဆန်တို့ဟာနေရပြတဲ့တိုင်ကိုပြန်လာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ။အဲ့ဒီအချိန်ကလည်းစက်ကောင်စင်းတဲ့ကိုကန်တက်တို့ဟာတယောက်ရဲ့ကြားဝင်စစ်ဆက်ညင်နိုင်ပေမှုကြောင့်ရာရီအပြစ်ခတ်ရက်စဲရေးကိုကျင်းညာနိုင်တဲ့အချိန်လေးဖြစ်ပါတယ်။ကိုကန်တပ်ဖွဲ့ကတင်ဒီမြို့ကိုအိတ်ချုံနိုင်ခဲ့ပေမဲ့လည်းစာဝတ်နေရအတွက်ကတော့ဒီမတို့မိသားစုဘွားဟာတုံညာကနေပြန်ဆက်ရတယ်လို့ခက်ခဲလွန်းတဲ့လုံကြီးထွားဆိုပါတယ်။မွေးရပါချေခွေချင်းလျောကကြောင့်လမ်းမလျှောက်နိုင်တော့တာနဲ့အဲ့ရပေါ်လဲနေတဲ့အကိုဖြစ်သူကိုပြုစုဆောင်ရှောက်ပေးနေရတာနဲ့လူကမယူးတယုံတမယ်ပဲလို့ဆိုပါတယ်။ အခုကတော့တိုက်ပွဲတွေကညင်တက်သွားပေမဲ့လည်းအလောက်ကင်မရှိတဲ့နမ်ဆန်တို့ဟာအားကိုးရမယ့်ဝါဖြစ်နေပါတယ်။အလောက်ကင်မရှိတာကြောင့်စာဝတ်နေရေးကတော့သူငယ်ချင်းမိတ်ဆွေတွေရဲ့နည်းနည်းစီပေးလာတာတွေကိုပဲစားတောက်နေရတယ်လို့ဆိုပါတယ်။ ။တဖက်မှာလည်းတပ်ဖွဲ့ကြောင့်ကုန်စည်နှုန်းတွေကတရှင်ထိုးမြင့်တက်တွားခဲ့ပါတယ်။ပရာစီတမောတကကို3000ကျော်ထိမြင့်တက်တွားခဲ့တယ်လို့ဆိုပါတယ်။အခြေခံစားတောက်ကုန်တွေကလည်းနှစ်ဆစီမြင့်တက်တွားခဲ့ပါတယ်။နိုင်ငံရေးပြည်ပခါကိုဆွနေရင်းနီလန်းနဲ့အဖြေရှာမရတော့လက်နက်ကန်နီလန်းနဲ့အဖြေရှာနေတာဟာနိုင်ငံရေးပြဿနာပဲဖြစ်ပါတယ်။ဒါကြောင့်စစ်ပွဲဆိုတာပြီးဆုံးသွားနေမှရှိဆုံးရှုံးသွားတာဟာလူသားအရင်းအမြစ်နဲ့ဂေဟစနစ်ပဲဖြစ်ပါတယ်။နန်စန်တိုမီတာစုပွားဟာလည်းမျောလင့်ဆရာမရှိမျောလင့်တိုင်းလည်းမဖြစ်လာတော့ဘူး။ ။ဒါကြောင့်ဘဒူနိုင်နိုင်မြန်မာနိုင်ငံချင်းအမြန်ဆုံးအေးချမ်းပါစေလို့ဆုတောင်းလိုက်ပါတယ်။ကျွန်တော်တို့ဆက်ဆံပါမယ်။